grammar တွေလည်းသိတယ် vocabulary လည်းသိတယ် writing တွေလည်းရေးနိုင်တယ် reading တွေလည်းဖတ်နိုင်တယ်ဒါပေမဲ့တကယ် English လို့ပြောတဲ့ native speaker တွေနဲ့တွေ့တဲ့အခါမှာမြန်မြန်ဆန်ဆန် communicate မလုပ်နိုင်ဘူးပြန်ပြီးတော့မပြောတတ်ဘူးအဲဒီလိုမျိုးဖြစ်တာဘာကြောင့်လို့ထင်လဲဒါဆိုရင်တော့ဒီ English ရဲ့လုံးဝ system နဲ့ rhythm နဲ့ကိုသိဖို့လိုနေရပါ ဒါဆိုလို့ရှိရင် speaking ပြောတတ်ဖို့ဆိုလို့ရှိရင်သင်တန်းတွေလည်းတက်ကြရတယ်။ substudy တွေလုပ်ကြရတယ်။ဒါပေမဲ့တိုးတက်သင်သလောက်မတိုးတက်ဘူးလို့ထင်နေကြရပါတော့။ဒါဆိုရင်ဘာကြောင့်လဲ speaking ပြောတတ်ဖို့ဆိုရင် speaking တစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ ။ဒီကြောင့်ပြောဖို့ဆိုလို့ရှိရင်ကျမတို့ကဒီ English ရဲ့အခြေခံဖြစ်တဲ့ four skill အကြောင်းအနေစပြောရမှာပေါ့နော်။ English မှာ listening, speaking, reading, writing ဆိုပြီးတော့ skill ၄ခုရှိပါတယ်။အဲ့ဒီ၄ခုအကြမ်းပြန်ပြန်ခွဲမယ်ဆိုရင်တော့ receptive skill လက်ခံလိုက်တဲ့ skill နဲ့ productive skill ကိုကထုတ်လိုက်တဲ့ skill ပေါ့နော်။ဒီလိုမျိုးနှစ်ခုရှိတယ်။ဒီ receptive skill ဆိုတာကတော့ဘယ်လိုမျိုး ပြောရလဲဆိုရင်ကိုကဖတ်တယ်၊နားထောင်တယ်၊ဒီ listening နဲ့ reading နဲ့ဆိုရင်တော့ဒါက receptive skill ဖြစ်ပါတယ်။ကိုကနေပြန်ပြီးတော့ထုတ်ကားတယ် speaking writing ဒီနှစ်ခုကတော့ productive skill လို့ခေါ်ပါတယ်။ဒါဆိုရင်ဒီ skill နှစ်မျိုးကတစ်ခုကိုတစ်ခုအပြန်အလှန်မှီခိုပြီးတော့ချိတ်ဆက်နေပါတယ်။ဒါဆိုရင် listening ကောင်းတော့မှ speaking လည်းပြောတတ်မှာဖြစ်ပါတယ်။ဒါဆိုရင် speaking ပြောတတ်ခြင်းရယ်လည်း listening ကောင်းဖို့လိုပါတယ်။ကျမတို့က input ရှိမှ output ရမှာပေါ့နော်ဒီလိုမျိုးပုံစံမှာပဲဒါဆိုရင် writing ကောင်းဖို့အတွက်ဆိုရင်ကျမတို့ reading လည်းလုပ်ဖို့လိုပါတယ်ဒါဆိုရင် speaking ဘာဖြစ်လို့မတိုးတက်တာလဲဆိုတာကိုကိုရှင်းလင်းကြမယ်လို့ထင်ပါတယ် ဒါဆိုရင် speaking တိုးတက်ဖို့အတွက်ဆိုရင်ကျမတို့ကထိုင်ပြီးတော့ပြောနေလို့မရပါဘူး။အရင်ဆုံးနားထောင်ဖို့လည်းလိုပါတယ်။အဲ့တော့ speaking ပဲထိုင်ပြီးလေ့ကျင့်နေတယ်ဆိုတာကတော့ကိုမမြင်ဘူးတဲ့ပုံတစ်ပုံကိုအာကိုတစ်ခါမှမြင်ဘူးတဲ့ပုံတစ်ပုံကိုရမ်းတမ်းပြီးဆွဲနေတဲ့ပုံစံပဲပေါ့နော်။ဒါဆိုလို့ရှိရင် listening နဲ့ speaking နဲ့တွဲပြီးလုပ်တော့မှ listening ရော speaking မှာတိုးတက်လာမှာဖြစ်ပါတယ်။ဥပမာဒါဆိုရင်ကလေးတွေပေါ့နော်ဘလိုဘာသာစကားကိုသင်ယူချလဲဆိုတာကိုလေ့လာကြရအောင်။ ဒီကလေးတယောက်ကစကားမပြောခင်အချိန်ထိမှသူကသူ့ပတ်ဝန်းကျင်မှာသူကြားရတဲ့အတန်နဲ့သူ့မိဘတွေဆွေမျိုးတွေပြောတဲ့အတန်တွေကိုသူကဒီစုပ်ယူထားပါတယ်ပေါ့နော်သူရဲ့အုံနောက်ကနေပြီးတော့သူအဲ့ဒီအချိန်မှာဒီ grammar စီးမြင်းနေလဲသူမသိဘူးဒီဝေါ်ဟာရတွေလဲသူမသိဘူးဒီ English ရဲ့ဘာစီးမြင်းစီးကတ်မှာသူမသိပဲနဲ့သူကဒီနားထောင်ခြင်းတစ်ခုတည်းနဲ့ပဲသူကဘာသာစကားကိုသင်ယူတာဖြစ်ပါတယ်အဲဆိုရင်ဒီကလေးကသူလက်ခံလိုက်တဲ့ဘာသာစကားပုံမူတည်ပြီးတော့သူစကားပြောတတ်တဲ့အချိန်မှာအဲ့ဒီဘာသာစကားကိုပြန်ပြီးတော့သုံးတာဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်မြန်မာစကားပြောတဲ့မိသားစုမှာငွေရဲကလေးကမြန်မာစကားပြောတတ်တယ်။အခြားဘာသာစကားတွေကိုသူလက်ခံနာတဲ့ကလေးကတချို့ဆိုလို့ရှိရင်အမေကဘာသာစကားတစ်မျိုးအဖေကဘာသာစကားတစ်မျိုးပြောတယ်။ဒါဆိုရင်ကလေးကနှစ်မျိုးလုံးပြောတတ်နေရမျိုးလည်းရှိရပါတော့။ဒါဆိုရင်ဒီကလေးကဘာ grammar rules တွေဘာစည်းကမ်းတွေမှမသိဘဲနဲ့သူကဘယ်လိုပြောတတ်လာလဲဆိုလို့ရှိရင်သူက listening ကနေတခုပဲသူပြောတတ်လာတာပါ။ဒီလိုမျိုး listening ကိုပဲအာရုံပြုပြီးတော့ဒီ speaking ကိုလေ့ကျင့်တဲ့အခါမှာလေဒီ learners တွေမှာဘယ်လိုမျိုးအားသာချက်တွေရနိုင်လဲဆိုလို့ရှိရင် အရင်ဆုံးဘာသာပြန်တဲ့အဆင့်အကျော်သွားမယ်ပေါ့နော်။ကျမတို့ကအများသောအားဖြင့်တစ်ခုခုကိုအဲကြားလိုက်တယ်ဆိုလို့ရှိရင်စိတ်ထဲမှာအလိုအလျောက်ပေါ့နော်။ဒီဟာကိုမြန်မာလိုပြန်တယ်။ဒါကိုပြီးတော့မှ English လိုပြန်ပြောတယ်။ဒီလိုနဲ့ပဲကိုက fluent မဖြစ်တော့ဘဲနဲ့နည်းနည်းကြာနေတဲ့အရာမျိုးဒီလိုမျိုးပြောတဲ့ခါမှလည်းတချို့စကားလုံးတွေက English မှာဓာတ်ရိုက်မရှိတဲ့အခါကျတော့ကိုယ့်ရဲ့စကားကသဘာဝမကျတော့တာမျိုးဒီလိုမျိုးတွေဖြစ်ပါတယ်။အဲဆိုရင် listening ကနေ listen speaking လေ့ကျင့်မယ်ဆိုရင်တော့ကိုက pronunciation အတိုင်းထွက်တယ်မှန်လာမယ်။ဝေါ်ဟာရတွေကိုဒီ နောက်ကနေပြီးတော့မသိမသာဆုပ်ယူထားပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီဟာကိုစကားပြောတဲ့အခါမှာလည်းကိုကပြန်ပြီးတော့အာမှန်မှန်ကန်ကန်နဲ့လွယ်တပူစဉ်းစားခြင်းတွေးဝေခြင်းမရှိဘဲနဲ့ပြန်ပြီးသုံးနိုင်တာဖြစ်ပါတယ်ပြီးတော့ collocation ပေါ့နော်စကားလုံးအတွဲအဆက်တင်အဲဆိုမြန်မာအားနေဘာသာပြန်တဲ့အခါမှာဒီရုပ်တိမရှိတာမျိုးကိုပါကိုစိတ်ထဲမှာမှန်နေထင်ပေမဲ့တကယ် English တွေမသုံးကြတဲ့အရာမျိုးတွေလည်းကိုကသုံးရင်သုံးမိသွားနိုင်တယ်သဘာဝမကျတဲ့အသုံးနှုန်းတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါဆိုရင် listening ကနေတစ်ဆင့် speaking ကိုလေ့ကျင့်မယ်ဆိုရင်တော့ဒီအခက်အခဲတွေကိုရှိတော့မှာမဟုတ်ပါဘူး ဒါဆိုရင်တော့ listening ကဘလောက်အရေးကြီးလဲဆိုတာကိုအားလုံးသဘောပေါက်လောက်ကြပြီလို့ထင်ပါတယ်။ listening ဘလို့လုပ်မှာလဲ listening လုပ်ပြီးရောဘလိုမျိုး speaking practice ပြန်လုပ်ကြမလဲ။ကိုလေ့ကျင့်တာတွေကအမှားမှန်ကိုဘလိုမျိုးသိနိုင်မလဲ။စတဲ့မိကုံတွေရှိလာနိုင်ပါတယ်။ဒါဆိုရင်တော့ကျမတို့စီမှာတက်ဖွင့်လင်းမယ် Confident Speaking Foundation course လေးရှိပါတယ် ဒီသင်တန်းက grammar တွေ vocabulary ကြီးပဲသိတတ်တဲ့မသင်တန်းမျိုးမဟုတ်ပါဘူး။ဒီသင်တန်းရဲ့အတင်းကရွယ်ချက်ကတော့ English ကိုတကယ် နားလည်ပြီးတော့သူတို့ရဲ့အတန်ထွက်တယ်အတန်အနေအမြင်အတက်ကြတယ်နဲတကယ်သဘာဝကြတဲ့စကားစုတွေကို active listening ဘယ်လိုလုပ်လဲဆိုတာကိုရင်ဆုံးလေ့လာကြမှာပါပြီးရင်တော့ဒီ listening ကနေတဆင် speaking ကိုဘယ်လိုတက်မလဲကိုသိလာတဲ့အကြောင်းအရာတွေကိုနှုတ်ကနေရဲရဲဝံ့ဝံ့မှန်မှန်ကန်ကန်ပြောဆိုနိုင်လာတဲ့အထက်ထိလေ့ကျင့်ပေးမှာဖြစ်ပါတယ်အမှားလုံးမိမှာကိုကြောက်စရာမလိုဘဲနဲ့အမှားတွေကိုလည်းချက်ချင်းပြင်ဆင်ပြီးတော့ feedback ပြန်ပေးပြီးအတူတူပျော်ပျော်ပါပါလေ့ကျင့်ကြမှာပါ စာအုပ်ထဲကအင်္ဂလိပ်တင်မဟုတ်ဘဲနဲ့လက်တွေ့ဘဝမှာအသုံးဝင်တဲ့အင်္ဂလိပ်စကားပြောတွေအမေးအဖြေတွေကိုတကယ်ကိုအာ listening ကနေ the sense speaking practice တူတူလောက်ကြမှာဖြစ်ပါတယ်ကိုရဲ့ speaking skill ကိုဒီအခြေခံအုတ်မြစ်ခိုင်ခိုင်မာမာဖြစ်သွားပြီးတော့တိုးတက်ခြင်းနဲ့ပြီးတော့ grammar တွေသိပေမဲ့စကားပြောထစ်နေတဲ့အခြေအနေကနေရုံထွက်ခြင်းနဲ့ဆိုရင်တော့ဒီသင်တန်းကသင်အတွက်ပါပဲဒီသင်တန်းကိုစိတ်ဝင်စားနေဆိုရင်တော့ဒီ page ရဲ့ messenger ကနေတစင် speaking course လို့ရိုက်ပို့ပြီးတော့အသေးစိတ်အချက်အလက်တွေကိုစုံစမ်းနိုင်ပါပြီ ားလုံးပဲဒီဗီဒီယိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။မဖြစ်မနေမှတ်ထားရမှာတော့ good listeners make good speakers ပါဒါဆိုရင်တော့ listening skill ကိုအရင် train မှာ speaking skill ကနောက်ကနေသူ့ဘက်သူပါလာပါလိမ့်မယ်။အားလုံးပဲအောင်မြင်တဲ့ English learners တွေဖြစ်ကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်။